ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့လက်မဒုတိယစစ်မှာရှိတဲ့ချက်ချေကကြောင်းတွေ့ကြုံခံစားရမယ့်နောက်ဆက်တဲ့စူဂျူတွေအကြောင်းကိုပြောပြပေးတော့မှာပါကျွန်တော်အရင်ရှိဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီးရောလက်မမှာပထမဇင်နဲ့ဒုတိယဇင်နှစ်ဆင့်ရှိတယ်ပထမဇင်ကစိတ်တကူစာအုပ်ပြီးတဲ့အစ်စ်ဖြစ်တယ်ဒုတိယဇင်ကကျတော့အာအတွေးခေါ်အတွေးခေါ်တွေကိုပေးစမ်းတဲ့ ပြီးတော့ဆင်ញင်တွေးခေါ်ခြင်းတွေကိုလည်းပြဆက်နေပါเนาะအဲ့တော့ဒီဒုတိယစစ်မှာပါရှိရဲ့တက်ချီကအကြောင်းကိုပြောပြပေးတော့မှာပါဒါလူတိုင်းတော့မပါဘူးပေါ့เนาะအာလူတိုင်းကတော့ဟိုလိုမျိုးပါတော့ဒီလိုအစင်းချောင်းလေးပါတင်တာပါတာပေါ့เนาะအစင်းချောင်းလေးပါတယ်အဲအဲအဲအကြောင်းအစင်းချောင်းထက်အခုဟာကဒီတက်ချီကအကြောင်းကိုပြောပြပေးတော့မှာပါ ကျွန်တော်တို့ဒုတိယစစ်ကဒီအထွေးခေါ်ပိုင်းကိုဖော်ပြတယ်လို့ကျွန်တော်ပြောပြောပြပါပြီအဲ့တော့ဒီတက်ချေကဒုတိယစစ်မှာပါရှိတဲ့ဒီတက်ချေကကကြတော့ဒီသူ့ရဲ့ဒီအထွေးခေါ်ဂုံတက်တီကိုဖျက်ဆီးစေတာပေါ့နော်အာဒီတက်ချေကလေးကအဲ့အထွေးခေါ်ဂုံတက်တီကိုဖျက်ဆီးစေတာပေါ့နော်ဒီတက်ချေကလေးက အဲ့တော့ဘလို့စူးကျိုးခံစားမလဲဆိုလို့ရှင် ဆုံးပြချက်မှားတာဒီမိမိဆုံးပြချက် ဆုံးပြချက်ချလိုက်တဲ့အရာက အမားဘက်ကိုရောက်သွားတာလीပြီးအဲ့ပြီးတော့အဲ့အမားကြောင့်ပဲမိမိရဲ့ဂုံသိက္ခာကျဆင်းတဲ့အထီလည်းဖြစ်သွားနိုင်တာဗောနော်အဲ့လိုဖြစ်သွားဂုံသိက္ခာကျဆင်းတဲ့အဲဘိုင်းဒီလည်းပါလာတာဗောနော်အဲ့လိုလူတွေလည်းကျွန်တော်တွေ့ဥပါတယ် ြော့အမျိုးသမီးတွေမှာပါလာရင်လည်းအထူးတတိထားတင်တော့ဗောနော်ကိုသိခါကြဆင်းတာအာဘာလို့လူမှုရေးကိစ္စတွေမှာလည်းဟိုလုံအောင် ကြဆင်းတာတွေဖြစ်တတ်တာဗောနော်အဲဒါကြောင့်မလို့ဒီလိုချက်ချေကပ်ပါလို့ရှိရင်အထူးတတိထားပါအာသူမိမိမှာတိုင်ပင်ပေါ်တိုင်ပင်ရှိရင်လည်းသူတို့နဲ့တိုင်ပင်တင်တာဗောနော်မြေတီကိစ္စမဆိုမြေတီကိစ္စမဆိုဆုံးဖြတ်ချက်ချတော့မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့ကိစ္စကိုပြောတာဗောနော် ဆိုတဲ့ချက်ချတော့မယ်ဆိုလို့ရှင်မိမိရဲ့ timing ပေါ် timing ပဲရှိလို့ရှင်ဆုံးရချက်အ timing ပြီးမှဆုံးရချက်ချပါမိမိတူတယ်ပဲဆုံးရချက်မချပါနဲ့အဲအဲဆုံးရချက်ကြတာမှားတော့လို့ရှင်နောက်ဆက်တဲ့ကြိုးကျစုတွေနောက်နောက်စူးကျူးတွေပေါ့နော်နောက်ဆက်တဲ့စူးကျူးတွေခံစားတတ်ပါတယ် အဲကြောင့်ဒီလိုတက်ချေကလမဒုတိယဆင့်မှာတက်ချေကပါလို့ရှိရင်အထူးကယူဆိုင်ပါဘယ်ချိန်မှာတွေ့ဆုံတွေ့ကြုံခံစားမလဲဆိုလို့ရှိရင်သူကအဲကျွန်တော်ပြောနေကြတဲ့အတိုင်းပဲသူတို့ကဟိုအယောင် တောက်လာမယ်ထင်ထင်ရှားရှားလေးဖြစ်လာမယ်ဆိုလို့ရှိရင်အဲ့ကာလအတွင်းတစ်နှစ်6လတစ်နှစ်အတွင်းအရောအာတော်တော်လေးကယူဆိုင်ပါတော့ဒီလိုတက်ချေကပါလို့ရှိရင် ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ပေါမောခါဒေါက်တာရှူမင်းရဲ့တပည့်ကျွန်တော်ယာဟူးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်